တော့အဆက်ကျွန်တော်ငယ်စဉ်ကလာအဖြူရဲ့ဘွားလေးမှာပန်းအောင်ခဏခဏခွဲခိုင်းပြီးအယောင်ဆိုးပေခဲ့ဆရာကြီးကတော့ဂတိရကြလားဗျခုနေ့ကသူ့ကြောင့်ပြောပြီးပါဒီနေ့ပြောပြမယ်ကတော့ကသူ့ရဲ့အဆက် nos ကတော့တနည်းအားဖြင့်မုတ်ဆိုးကိုကတော့ကတော့တယောက် zeus ကိုလက်တင်းနဲ့အမောက်သိပ်ပြီးနှိမ့်တွေကြမိကံမှာတပံပြန်ပေါ်လာပါတယ်မိကက်ဆိုတာက nos တန်နိုင်လား nine run နဲ့လူသားကဘာတခုပါကြည့်ကြဗျာကတော့နည်းနည်းအိုးသွားရမလားမုတ်စိတ်တွေပါရအောင်ပေါက်နေပြီဒါပေမဲ့သဘင်းတော့မပေါက်ဘူးဗျာ ။ဥယုံနေမဟုတ်ဘူး။ပန်းကိုခွဲခြင်းစိတ်၊ကျန်းကျင်ရမ်းခြင်းစိတ်တူလေမဲသွား။ဘိုက်ကြီးနေရာတော့ဦးသေးတဲ့အိမ်လေးဆောက်။ဒါမှန်လူတယောက်လိုပဲနေထိုင်နေခဲ့ရတာ။အင်းစီရရတဲ့ Play or Chaos လည်းမကင်တော့ပါဘူး။အိမ်နဲ့ဖွက်ထားတာပါ။သူ့သူ့လက်ထဲကင်ထားတာက၎င်းရဲ့တဲ့မှော့ပစိ။မကြပါဘူး။မိကမှာဂလုံးတယောက်၊နော့စ်သူလေးတယောက်နဲ့ချစ်ကြွမ်းဝင်ပါလား။ဒီနော့စ်ဝင်းနာမည်ဖေးတဲ့ဖေးနဲ့ဂရုံပေါင်းပြီး HRS လို့ခေါ်တဲ့တားလေးတယောက်မွေးပါတယ်ဒီလိုနဲ့နှစ်တွေကြာပါဗျာဖေးတယောက်ဂရုံတို့တားပါဦးတေခွဲခွဲသွားဂရုံထက်ကြေခွဲရပြန်ပါ ဆိုတော့ဗျာကောင်းမလေးကထားသွားလို့ကြေကွင်းနေပိုးလေးငါပြကဂရုံးတော်မဆိုးသေးဘူးဆိုပြီးတော့တရားနေဖေးရပါဗျဖေးမတင်ခင်သူ့ကိုတခုမှားသွားပါတယ်ငါရဲ့ရုပ်ပြရည်ကိုနိုင်ရံလေးကအမြင့်ဆုံးတောင်းထိန်မှာဖြန့်ပြီးပါဖေးစံတော်ဖြေးစီကိုဂရုံးလိုသားပါခီးထွက်ဖို့ပြင်ကြတာပေါ့မထွက်ခင်သူတို့အိမ်စီတက်တူးအပြင်းနဲ့တသိန်းတရာကိုရောက်လာပါတယ်အမှန်အလုံးကိုတက်တူးလိုနာမည်ပေးလိုက်ပါမယ်ကိုတက်တူးကဂရုံးမမျိုးတည်ရဲတော့လာပုံနေပါလားဘာညာပြောပြီးတော့ဂရုံးကိုရန်ဆပါလေးကတော့ကလည်းမရံမပြစ်ချင်သေးဘူးမိပြန်တော့ တို့နဲ့စကားတွေများမနေကြတော့ပဲမြောက်သားထတီးပါတယ်ကိုတေတုလည်းဒီတစ်ချက်ကျွေးလိုက်တာဂရုံလေးဘောဝဲတွက်သွားတာပြို့ကိုတေတုမှာခေါတယောက်လိုပါဝါရရှိနေရပါဒါမဲ့သူနဲ့ခြားနေတာတခြားသူမှမဟုတ်တာဂရုံလေးဗျမြောက်သားနပန်းလုံးရင်ဂရုံကအောင်းအချုပ်ကဲတော့ကိုတေတုစက်ချိုးလိုက်ပါဒါမျိုးခင်ဗျားတို့သိလားဗျကိုတေတုမသေးပါဘူးဂရုံတို့သားပါခီးစဉ်စပါမကြောက်ဘူးအဲ့နဲ့ရောက်မိကုတ်တို့ကြီးကလမ်းပိတ်ထားပါလေ ီလိုချင်းနေမှာဂရုံးအတော်ကန်ကောင်းတတ်ပါဂရိဘက်တော်ကအတီနာပေါ်လာပြီးပန်ဒိုရာပေါက်ရှာခိုင်းနေတာခုနှစ်သူ့ကိုကူညီဖို့တောအုပ်ထဲကဝက်စ်တယောက်ပေါ်လာပါဒီမိကိုတူပြီးပြောဖို့ဆို live app တွင်နေတဲ့ alpha ကအလင်းထဲမှာရမှာ alpha ကအလင်းကိုတွားယူအလင်းရလာတော့မိကိုတွေရှင်းပြီသူတို့ခီးဆက်ပါတယ်။ဒါမှမွေးယောမန်ကန်တာနဲ့စကားတွေတော့ပြောခဲ့သေးတယ်ဗျာ။ကိုပြောတာသူမသိ၊သူပြောတာကိုနားမလဲ။ဒီလိုနဲ့ခီးဆက်ရင်မိကရဲ့အမြင့်ဆုံးတောင်ထိပ်ရောက်လာကြပါပြီ။တောင်ထိပ်မှာအိုးတင်ဦးလေးမိမီယာနဲ့တွေ့ပါ။မိမီယာဆိုတာ9ရမ်အကြောင်းဘူးတုဒအကျယ်ဆုံးခေါ့ပါ။ ကျွန်တော်မင်းမဆန္ဒအရသူ့အယိုးပြားရီကိုနိုင်ရွန်ရဲ့အမြင့်ဆုံးတောင်ထင်မှာလာပြန်တာပါဒါဆိုမင်းတို့နေရာမှနေပြီနိုင်ရွန်ရဲ့အမြင့်ဆုံးကဒီမစ်ကံမှာမဟုတ်ဘူးဂျိုင်းယန်နေပြီယော်တန်ဟိမ်မှာနယွန်ဂရိုမင်းရဲ့လမ်းပြဖြစ်ငါ့ကိုခေါ်သွားပြီးပါငါဒီတစ်ပင်မှာပြိမိနေရတရားကိုနေရှိနေပြီဒီတော့ဂရုံးလက်တနာကနေခေါင်းဖြတ်ပြီးခေါ်လာပါတယ်ခေါင်းပြကြီးကိုတောအုပ်ထဲကဝစ်ကအသက်ပြန်သွင်းလိုက်တာဗျမိမီယာပြောပြမှာဒီဝစ်ကနဖျားမှာဖရီယာဖြစ်နေမှတိလိုက်ရတာပါသူတို့ခီးစဉ်ကယော်တန်ဟိစီဖြစ်သွားပါလက်မှာမက်ဂနီနဲ့မိုဒီလို့ခေါ်တဲ့တောသားနေအောင်တဲ့တပွဲနှွှဲရပါသေးတယ် ကတော့ကမက်ကနီကောင်းကိုနှစ်ချမ်းခွဲပြလိုက်တော့မော်ဒီတယောက်ကြောက်လန့်အားနဲ့ပြေးသွားပါကောင်းကအက်ချူရက်ကိုမပြောညံ့မှုပြောပြီးသူ့အတိတ်ဘဝအကြောင်းဖွင့်ဟလာပါဂရီဂိုရီကိုတက်ခဲ့တဲ့ကြောင်းသူ့ဖေးဆူးစ်ကိုတော့တက်ခဲ့ကြောင်းနေပေါ့ဗျာဒါတော့ငါခေါ်အပြင်မွေးဖွားလာဆိုတော့မင်းလည်းခေါ်ပဲသူ့ကိုသူခေါ်မှန်းလည်းတိလိုက်ရအောင်ကောင်းသာထိတ်မရတော့ဝင်မြင့်နေအောင်စီတဲ့မော်ဒီနဲ့ထက်အတွေ့မော်ဒီတယောက်အက်ချူရက်တီးရခံလိုက်ရပါနောက်ဆုံးသူတို့ရောတန်ဟင်းရဲ့ခိတ်ဝါကိုရောက်လာပါအဲ့မှာကိုတက်တူးပြန်ပေါ်လာပြီးကောင်းကိုတီးပါတီးရမကဘူးခိတ်ပေါက်ကဖြည့်ဆည်းပစ်တာ ချိုတန်းစီတော့ကိုခိတ်ပေါက်ပြက်သွားပြီဆိုတော့လမ်းတရှားပါတော့ကထုံးဘက်မှာမိမီယာရှိနေမှာတော့လမ်းရှာဖို့အလွယ်သားဗျာဒါပေမဲ့လမ်းတရားကိုသူ့ရဲ့မျိုးလုံးတစ်ဖက်လိုပါတယ်ဒီမျိုးလုံးကိုမွေးကြီးရောမန်ကန်းတာမျိုးထားတာမွေးကြီးကြီးပြန်သွားဘိုက်ထဲဝင်မျိုးလုံးယူပြီးခီးဆက်ကြပါတယ်ဟိုတယ်လူထပ်ပေါ်လာပြန်ပါတယ်ဒီတခါတော့ဂရုံးကိုမတီးပဲဂရုံးတာကိုတီးထည့်လိုက်တာပါကန်ဆိုတာကဂရုံးတာရင်ဘက်မှာစောင်းထားတယ်မစ္စတာတို့မြားလေးကိုလက်တီးနဲ့ထိုးမိသွားတာတကယ်လို့ကိုတက်တူးဆိုတာအခြားသူမဟုတ်ပါဘူးအထုံးကိုတောက်လျှောက်ကူညီလာခဲ့တဲ့ဖရီယာရဲ့သားသူ့နာမည်ရင်ကဘော်ဒါ ကောလိုက်ဖိုတတုမေကသူ့သားကိုချေလုံးလို့ဘာသီးတွေမှာခံစားမရအောင်မော်တန်နဲ့လှုပ်ထားတာဗျကိုတတုဘက်ကကျင်လေဟွန်းဘာသီးတွေမှာမခံစားအောင်ဆိုတော့ဘော့ဖျားကျမနှက်ဖို့လေဗျသူ့ကိုထိခိုက်အောင်လုပ်နိုင်တာတခုပဲရှိပါတယ်မစ္စတာဒိုးပင်လေးပါကိုတတုရအောင်ခံစားလို့ရတော့ပါဒုံးတရားအခွင့်အရေးရအောင်ကိုတတုကိုဆက်ချိုးထည့်လိုက်ပါဒီတခါတော့ကိုတတုတကယ်သေးရပါနောက်ဆုံးတော့9ရက်မြေအမြင့်ဆုံးနေရာစီရောက်လာခဲ့ကြပါဂျော်ဒန်ရဲ့အမြင့်ဆုံးတောင်ထိပ်မှာသူတို့ခီးစဉ်ကိုရေးချေထားတဲ့အင်္ဂလိပ်ပကြီးကိုတွေ့လိုက်ရပါ ဒါတော့ဂျိုင်းယန်တွေကသူတို့ခီးစဉ်ကိုကျိုးမြင်ခဲ့ကြတာပါဒါလည်းမကပါဘူးဂဒုံးမိမကိုတန်းကလည်းဂျိုင်းယန်တယောက်ဖြစ်နေရကိုအင်္ဂလိပ်ဗီဂျီမှာတွေ့ရပါနောက်ပြီး Atreus ရဲ့နာမည်အရင်ကလည်း Loki ရဲ့ဆိုတော့သားဖာနေရောင်ရဲ့ခီးလေးအောင်မြင်စွာပြီးဆုံးသွားပါနိုင်ရမီအမြင့်ဆုံးတောင်တွေမှာဖေးရဲ့အယိုးပြလေးကိုနေတဲ့တုန်နိုင်ခဲ့ကြတာပေါ့ဒီလိုနဲ့မိကပ်ပြန်ရောက်လာကြပြီပေါ့ဗျာမိမရပြောရရင် Winter is coming Norse mythology ရာ Fimbul Winter လို့ခေါ်ရဲဆောင်းရည်ကြီးကအတော်ရှိမှာပါမကြပါဘူးသူသားနှစ်ယောက်ကိုတီးခဲ့လို့ကိစ္စရှင်းမှုဆရာကြီးတော့ရောက်ချလာပါ လို့လေတော့နဲ့ကရုံးတင်းမတူနိုင်ဘူးလေတော့ရဲ့တူချက်တွေကရုံးခံနိုင်မှာမလားကရုံးရဲ့ player choice ကရောတော့ထိကြအောင်လုပ်နိုင်မလားဆိုတာတော့